တချင်းလေးရရွယ်ငငယ်တွေကလည်းကြိုက်တယ်ပြီးတော့ငငယ်ချင်းတွေနဲ့ကာရိုကေသွားဆိုတဲ့အခါဆိုရင်လည်းအများရန်အဖွင့်တချင်းတွေနဲ့အများရန်ဆိုပြနေကြပါတော့ဒီချင်းလေးကိုအဲ့လိုပေါ့နော်ငါတစ်ချိန်ချိန်ကြရင်တော့ကာဗာလေးပြန်လုပ်မယ်ဆိုတော့စိတ်လေးနဲ့ဒါအခုဆိုပြန်လုပ်ဖြစ်တာပါဟုတ်အများကြီးရောရွယ်လဲမကတတ်ဘူးဒါပေမဲ့ဟို ပြိသက်အမြင်မှာအရင်လည်းမရင်းသွားအောင်အာဘာလုံးနေမှမသိဘူးဆိုတဲ့ဟာမျိုးလည်းမဖြစ်ရအောင်ပေါ့နော်အတက်နိုင်ဆုံးတော့စူးစမ်းထားပါတယ်လို့ဟုတ်တယ်မိမအဆန်ဆုံးပုံစံတွေပဲမြင်ရမှာတချင်းတွေမလောက်တာလည်းတော်တော်ကြပြီပြီးတော့ခန့်ပတ်အနေနဲ့ကလည်းဒီပြန်ဆိုတေးလေးနဲ့ထွက်လာတယ်ဆိုတော့ဟိုဒါအရင် ကိုကနေမှ confidence ရှိရှိနဲ့ထွက်ချလာတယ်ဆိုပေမဲ့လို့ပြိသက်အားပေးမှုအမြင်အရလည်းလွဲနိုင်တယ်ပေါ့နော်အဲ့တော့ဟို50 50ပဲပေါ့ဒါပေမဲ့ confidence တော့တရားရခိုင်တော့မယ်ဟုတ်အော်ဒီသချင်းလေးရရွယ်ငယ်တွေကလည်းကြိုက်တယ်ပြီးတော့ငယ်ချင်းတွေနဲ့ karaoke သွားဆိုတဲ့အခါဆိုရင်လည်းအမြဲတမ်းအဖွင့်သချင်းတွေနဲ့အမြဲတမ်းဆိုပြနေကြပေါ့နော်ဒီချင်းလေးကိုအဲ့လိုပေါ့နော်ငါ တစ်ချိန်ချိန်ကြရင်တော့ကာဘာလေးပြန်လုပ်မယ်ဆိုတော့စိတ်လေးနဲ့ဒါအခုဆိုပြန်လုပ်ဖြစ်တာပါဟုတ်ပြန်ဆိုပြတယ်လားဟုတ်ဘလောက်တော့တာဝန်ကြီးလဲဆိုတော့ဟိုတချင်းသွင်းတဲ့ခါရောတချင်းတီးလုံးရတဲ့ခါရောပေါ့နော်အထက်ထက်ပြန်နားထောင်တယ်ပြီးတော့ရှင်တချင်းအဲ့ဒီသွားသွင်းတဲ့အချိန်မှာရောဟိုဟာတေးဥဆူလင်းကိုယ်တိုင်ကွာ ဟို guideline ပေါ့နော်ဘယ်နေရာလေးမှာလိုရဲဘယ်လိုလေးတော့မှုမပါဘူးဘယ်လိုလေးတော့ပြန်သွင်းပေးဆိုတဲ့ဟာမျိုးလေးတွေ guideline တစ်ချာလေးချပြီးတော့ဒီသချင်းလေးကတော့တော်တော်လေးတော့တာဝန်ကြီးပါတယ်ဟုတ်ပါရင်တော့ကတော့ကိုဖြိုးပြေဆောင်တဲ့ဥဆိုးလေးပဲရေးတာချစ်တာပြစ်မဟုတ်ဘူးဆိုတဲ့တခြင်းလေးအမ် United ကနေပြီးတော့ထုတ်တဲ့အခွေလေးတဲ့မှာတော့ဆိုဘူးတယ်ပြီးတော့ကာပါတခြင်းဆိုရင်ပြီးတော့ဟိုနှစ်လပိုင်းတော့ထွက်ထလာကိုကို့မှာအဲ့ဒီတခြင်းလေးဆိုလဲ ပြန်ဆိုသေးလေးပဲ anime suit ဆိုထားတဲ့တချင်လေးပဲပေါ့နော်မူရင်းက anime suit ပါကိုကိုမကိုကိုမကရှိဒလာလို့တမင်မသိပါအနိကာကြီးရဲ့ညောင်မရှိဘူးဆိုတဲ့တခြင်းလေးပေါ့အဲဒီသုံးဘုတ်ကတော့ကဘာတခြင်းအနေနဲ့ဆိုဖြစ်တာဘောမှာတော့သုံးခုပေါ့ဟုတ်အမျိုးလေးဖန်တီးပြတဲ့ပုံစံကတော့ဒါနည်းနည်းလေးလဲဟိုစမ်းစမ်းစမ်းတခြင်းတာလေးရယ်ပြီးတော့ ဟိုအရှိမလည်းပြန်ပြန်ဆိုထားတဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ပုံစံလေးနည်းနည်းလေးကွဲထွက်သွားအောင်ပဲဒါတေးစရာဥဆုံးလေးနဲ့ပဲတိုင်ပြီးပြီးတော့လောက်တာပါအရင်ကတည်းကတွေးထားတဲ့ဟာပြန်ဆိုသေးဆိုလို့ရှိရင်မူရင်းကိုဘလုံးမှမမိနိုင်ဘူးအဲ့ဒီအတွက်ဒီလိုကကိုလှုပ်ချင်တဲ့ပုံစံလေးရယ်ပြိတ္တလက်ခံနိုင်ပဲဟို music style လေးရယ်ဟိုအဲ့လိုစဉ်းစားပြီးတော့ဗောနော် ဟိုလောက်ရဖြစ်တဲ့အတွက်အနေချင်းတော့ဒါတွေကိုလက်ခံပြီးသားပါဟုတ်မိတ်ကပ်ကတော့ trend ပေါ့ဇပင် style ကတော့ဟိုကာလေးရယ် lady wear ရယ်ပေါ့အဲသူတို့တွေအကုန်လုံးကိုရှိုင်းပေးလိုက်တဲ့ဟာမှာနည်းနည်း look လေးကနည်းပြောင်းသွားတာပါဟုတ်ကိုယ်ကိုပြင်ကျင်ကျင်းနေတယ်အရင်ကျင်းနေတာပေါ့ဘာလို့လဲဆိုတော့ရွယ်ကအမြဲတမ်းအဲ freedom ပဲနေတယ် free style ပဲနေတယ်တုံယုံတယုံပြင်ဆင်တာရှားတယ်ပေါ့နော်အဲ့တော့ဒီလိုလေးကိုယ်ကိုပြောင်းလဲပေးလိုက်တဲ့ဟာကြတော့ အရင်လေးကျေးဇူးတင်ပါတယ်သူတို့ဟုတ်မြန်မာလေးကိုမိတ်လို့နေကိုခံစားရဆုံးရဟုတ်ဘယ်တော့စူးစမ်းခဲ့ရလဲဆိုတော့ဟိုဆက်စားခြင်းတော့အခဆရာဟိုပိုင်မဲခန့်ပေါ့နော်သူကသူ့စီမှာသွားတင်လာသွားတင်တော့သူဘလို့တင်တင်မရအောင်ပထမရက်မှာတောက်တောက်ကြီးတငယ်ချင်းကပါလာတငယ်ချင်းကလည်းသင်ပေးတယ်နဲ့အရန်တောက်တောက်ကြီးပြစ်နေတယ်ယောက်ျားရမ်းဆန်နေတယ်နှွဲ့တဲ့နှွဲ့လိုက်ပေါ့နော်အဲဆိုရင် အေးအဲ့ဆိုငါကျင့်မယ်ပေါ့အိမ်မှာလည်းကျင့်နေရေချိုးရင်းလည်းကျင့်နေအပြင်သွားလည်းကျင့်နေအဲ့လိုမျိုးဆိုတော့အများကြီးတော့ယူရလဲမကတတ်ဘူးဒါပေမဲ့ဟိုပြိဿအမြင်မှာအရင်လည်းမရိုင်းသွားအောင်အာဘိုင်လုံးနေမှမတည်ဘူးဆိုတဲ့ဟာမျိုးလည်းမဖြစ်ရအောင်ပေါ့နော်အတက်နိုင်ဆုံးတော့စူးစမ်းထားပါတယ်လို့ဟုတ်တယ်မိမအဆန်ဆုံးပုံစံတွေပဲမြင်ရမှာမြင်လာနေတော့မိတ်လို့နေဟိုခံစားရဆုံးရမမတော့ကောက်ဦးတာဟုတ်တယ် ပထမဆုံးကပူတာဘောကမလက်ချိုးရည်လို့ရတယ်ပထမဆုံးမြန်မာဝတ်စုံဝတ်ပြီးတော့တရုတ်ဆောင်မှုတဲ့ကိုတချင်းနဲ့ကိုတရုတ်ဆောင်မှုတဲ့တချင်းလေးရှိမယ်ပထမဆုံးကပူတာဆိုလို့ဒီဒီချင်းမှာပဲပထမဆုံးကပူတာပါဒါပြန်ဆိုသေးလေးမှဟုတ်ကိုရောက်ချင်တဲ့ reach လေးတော့မရောက်သေးဘူးပေါ့နော်ဒါပေမဲ့အများကြီးလိုက်ဆော့ပေးကြပါရွယ်အာတက်တော်မှာလည်းဒီအဲ့ဒီ chorus အပိုက်လေးကိုရွယ်တင်ထားပါတယ်။နောက်ပိုင်းကိုတော့ရွယ်သချင်းလေးထွက်ပြီးတော့ဒါ dance challenge လေးတော့တစ်ခုခုလေးတော့ လှုပ်ချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့ထဲမှာသူတို့ဆော့ထားတဲ့ထဲမှာဒီတိုင်းလေးဆော့ထားတာရှိတယ်ကပြီးတော့ဆော့ထားတာလည်းရှိတယ်ဆိုတော့အရန်လည်းမိုက်ကြတယ်ကွာအရန်လည်းချစ်ဖို့ကောင်းကြတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်သချင်းလေးကိုကြိုက်လို့ပဲဖြစ်ဖြစ်ပြန်ဆိုတဲ့သချင်းလေးကိုပေါ့နော်ကြိုက်လို့ပဲဖြစ်ဖြစ်မျိုးအားပေးလို့ပဲဖြစ်ဖြစ်ဒါဟိုသချင်းလေးကိုပို့ပြီးတော့ဆော့ပေးကြပါလို့ပြောချင်ပါတယ်သချင်းเนี่ยမလောက်တာလည်းတော်တော်ကြပါပြီ ပြီးတော့ခန့်ပတ်အနေနဲ့ကလည်းဒီပြန်ဆိုတင်းလေးနဲ့ထွက်လာတယ်ဆိုတော့ဟိုဒါအရင်ကိုကနေမှ coffee တန်ရှိရှိနဲ့ထွက်ချလာတယ်ဆိုပေမဲ့လို့ပရိသတ်အားပေးမှုအမြင်အရလည်းနဲ့လွဲနိုင်တယ်ပေါ့နော်အဲ့တော့ဟို50 50ပဲပေါ့ဒါပေမဲ့ coffee တန်တော့တရားရခိုင်တော့မယ်ဟုတ်